မင်္ဂလာပါရှင်ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့မူလဝတ္တသူတေတေအွန်လိုင်းကတော့မင်္ဂလာပြည်လေော်တောင်ပိုင်းမှာဖြစ်လာမဲ့ပေ3000ကနဲ့ပေ9000အမြင်ကလေပွေလိုက်လိုပရက်ရှာဆဲမုန်တိုင်းလှပြီးအားနဲ့ရှုံဝန်းကြောင့်အနောက်တောင်ဘက်ကမိုးတိမ်တွေဟာအေရီတိုင်းရန်ကုန်တိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းတွေအထိဝင်လာတာ အရှိမြောက်မုတ်တုံလေးအားကောင်းနေတာကြောင့်ထိုင်းပင်လယ်ခွေးကတဆင်အရှိဘက်ကဝင်လာတဲ့မိုးတိမ်တွေဝင်လာတာစားရတွေကြောင့်တရက်ပိုင်းဖော်ပြပါပြည်နယ်တိုင်းဒေသတွေမှာမိုးရွာနိုင်ခြင်းဆက်လက်ဖြစ်ပေါ်နေနိုင်ပါတယ်။မိုးရေချိန်အနေနဲ့ကတော့မများနိုင်ပါဘူး။ခိတ္တခဏမိုးသည်ထဏာမျိုးတော့ဖြစ်နိုင်ပါတယ်။လာနီညာဖြစ်နေစေကာလအတွင်းမှာအီကွေဒါတလျှောက်မှာအခုလိုလေတို့မြင့်မြင့်မသက်ဖြစ်တာတွေကလည်းမက်လာကုန်တိဆက်လက်ဖြစ်နေနိုင်ဦးမယ်လို့လည်းဆိုပါရစေ။ ဆက်လက်ပြီးတော့2025ခုနှစ်မတ်လ9ရက်နေ့ဒီနေ့မြမစံတော်ချိန်22နာရီ22မိနစ်36စက္ကန့်အချိန်မှာတော့ကဘာကြီးမြို့လင်းစခန်းကနေတောင်ဘက်တရားတမိုင်ခံဝေးကွာတဲ့မြမပင်လေပြင်ဖြားပုံမျိုးရဲ့အရှိတောင်ဘက်68မိုင်ခံကွာမြောက်လက်တီကျု15တက်သမ3ခွန်ဒီဂရီအရှိတောင်ကြီးကျု66တက်သမ33ဒီဂရီအနက်10ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားရစ်တာစကိန်၄တက်သမ3အစင်ရှိတဲ့အင်အားအနှဲငယ်ရှိတဲ့မင်းနဲ့တကုလှုပ်ရှားသွားကြောင်တိုင်းထွာရရှိတယ်လို့မွေး ့အသားနဲ့စလားပေတာညွှန်ကြားမှုဦးစည်းဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့2025ခုနှစ်မတ်လ10ရက်နေ့ဒီနေ့မိုးလက်နှစ်နာရီချိန်နေ့စဉ်မိုးလုံသားတင်ကိုဖော်ပြပေးပါမယ်။ဒီမနေ့မနက်9နာရီခွဲအချိန်ကနေဒီနေ့မနက်9နာရီခွဲအချိန်ထိမိုးလုံသားတိုင်းထွာချက်တွေရတော့လွန်ခဲ့တဲ့24နာရီတွင်ကရောင်တိုင်းဒေသကြီးနဲ့မြို့ပြင်းနယ်မှာနေရာကွက်ကြမှုရခဲ့ပါတယ်။မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရာဝတီတိုင်းဒေသကြီး၊ပြည်နယ်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာ တိုင်အသင်းတင်ပြတော်ခဲ့ပြီးတော့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအများအပြားထိုင်ရပါတယ်။နေဦးချင်းတွေကတော့ချင်းပြည်နယ်နဲ့မွပြည်နယ်မှာမတ်လရဲ့ပြန်ပြအပူချိန်နဲ့နှစ်တူတွေဆက်စည်ရပူခဲ့ပြီးတော့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာမတ်လရဲ့ပြန်ပြအပူချိန်ကသာရှိခဲ့ပါတယ်။9ရက်3လ2025ရက်မှာတော့ဖြစ်ပေါ်ခဲ့တဲ့ထူးခြားတဲ့နေဦးချင်းတွေဟာရွှေကျင်မြို့နယ်ညောင်လေးပင်မြို့မှာ39.3ဒသမ3ညတူတွေဆက်စည်ရ၊တောင်ငူမှာ38ဒသမ6တူတွေဆက်စည်ရ၊တောင်တွင်းကြီးမြို့မှာ38ဒသမ5တူတွေဆက်စည်ရ၊နေပြည်တော်ဆီယာသီရိမြို့နယ်ပြည်မြို့နယ် အောင်လမြို့မှာ38.4ဒီဂရီဆယ်စီယက်စီဖခင်မြို့မှာ38.3ဒီဂရီဆယ်စီယက်တင်စီယက်မြို့မှာ38.2ဒီဂရီဆယ်စီယက်နဲ့ကြောက်စဲလွန်ကျော်ဖြူမြို့တောင်ကိုလေကြောင်းမှုတို့ကတာယာရီမြို့ကျုပ်ပင်ကောင်နဲ့ဖခင်ဆိုင်ပြိုးရီမှုတို့ကတွေမှာတော့38.3ဒီဂရီဆယ်စီယက်တွေဖြစ်ကြပါတယ်။နှစ်သားဝရမွေးခြင်းတွေကတော့ရန်ကုန်မြို့ရုံမြို့မှာ39.2ရှင်းလမှာဖြစ်ပါတယ်။ပင်လယ်ပင်တော်ခြေနေကတော့ကပလီပင်လယ်ပြင်တောင်ပိုင်းပင်လယ်ပင်တွေကိုတောင်ပိုင်းနဲ့ အနောက်နယ်ပိုင်းမှာတိမ်သင်းတွေကလည်းတည်လို့တွေ့ပြီးတောက်တွေပြင်နေပြီးမြောက်ပိုင်းနဲ့ကြံပင်လားပင်တွေပေါ်မှာတိမ်နေတယ်ဖြစ်တော့ပါတယ်။နောက်မှမနေ့ကျရင်ကမ်းမန်းကျောင်းကတော့တရိုင်းတိုင်းဒေသကြီးမှာနေရာကွက်ကြောင်းမှုနဲ့လည်းရွာပါမယ်။ ရောင်းရအောင်60ဖြစ်ပါတယ်ရောင်းတိုင်းဒေသကြီးမိုးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မြို့ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေးပိုင်းမှာတရင်တဲ့တဲ့ဖြစ်တော်ပြီးတော့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအများအပြားသာရပါမယ်မြမပင်လယ်ပြင်မှာလှိုင်းနေငယ်ကနေလှိုင်းတဲ့နယ်ရှိပါမယ်လှိုင်းမြောင်မြောက်ကန်နယ်တချောင်းနဲ့ကန်လုံပင်လယ်ပြင်မှာလေးပင်ကနေခုနှစ်ပင်ကန်ရှိပါမယ်နောက်နေ့အတွက်ခမှန်ကျန်ကောင်းစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကျန်တိုင်းတဲ့ဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မြို့ပြည်နယ်မှာနေရာကွက်ကြားမှုရပါမယ်နေပြည်တော်နဲ့နေထိုင်အတွက်မြမမနေချိန်လေးခမှန်ချက်ဟာအများအပြားသာရပါမယ်ရောင်မြို့နယ်နေထိုင်အတွက် ်မက်ဖတ်မက်ဂျယ်ရီခံမှန်းချက်ဟာတိမ်တဲ့တဲ့ဖြစ်တော့မှာပဲ။မန်လေးမြို့နယ်နေတွင်းအတွက်မက်ဖတ်မက်ဂျယ်ရီခံမှန်းချက်ဟာအများအပြားသိရပါမယ်ရှင်။ဆက်လက်ပြီးတော့ရင်းနှီးမဲ့ကျင်းနေခြင်းကိုဖော်ပြပေးပါမယ်။2025ခုနှစ်မတ်လ10ရက်မွန်းလယ်2နာရီချိန်ထုတ်ပြန်ကြမှာတော့ AR မြေဟာဒီနေ့မှာစံတော်ချိန်7နာရီခွဲချိန်တိုင်းထွားချက်တွေရမန်လေးမြို့မှာ336စင်တီမီတာကိုရောက်ရှိနေပါတယ်။အဆိုပါမြေကတော့နောက်9နာရီ အစောပိုင်းကတော့နောက်9ရက်အတွင်းမှာလက်ရှိရေမအောင်3ပေကကျဆင်းပြီးတော့ရင်းမြို့ရဲ့ရင်းနေတဲ့ပေမှတ်360စင်တီမီတာအောက်မှာဆက်လက်တည်ရှိပါမယ်။ချင်းတွင်မြေကတော့ဒီနေ့မှာဆန်တော်ချင်းမိုးလဲဆက်လက်နိုင်ခွင့်ချင်းတိုင်လှချက်တွေရမိုးရွာမှာ93စင်တီမီတာကိုရောက်ရှိနေပါတယ်။အစောပိုင်းကတော့2025ခုနှစ်မတ်လဒုတိယဆယ်ရက်ပတ်အတွက်လက်ရှိရေမအောင်3လမှကန်ကျဆင်းပြီးတော့ရင်းမြို့ရဲ့ရင်းနေတဲ့ပေမှတ်100စင်တီမီတာအောက်မှာဆက်လက်တည်ရှိနိုင်တယ်လို့သိရပါတယ်ရှင်။ ဆက်လက်ပြီးတော့2025ခုနှစ်မတ်လ10ရက်နေ့ဒီနေ့မနက်7:00နာရီခွဲချိန်ပင်လယ်ပြင်ခေတွင်မလို့သာခမှန်ချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အတောင်ပိုင်းမှာတိမ်သည်တွေကနေတည်ထူတက်ပြီးတော့ကပ်လီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အလယ်ပိုင်းမှာတိမ်နှဲငယ်ဖြစ်တုံနေပါ။ဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာအများအပြားပြန်တိုက်ရပါမယ်။ရောင်ကနေ တတိယနိုင်ကင်မရာတက်ရှောင်းပြည်လည်ပြင်ခီးတွင်မလို့သာခံမှန်းကြကတော့ဒီနေ့မွန်တဲကလည်းနောက်24နှစ်အတွင်းမှာနေရာခွဲခြားမှုနဲ့ငယ်ရွာပါမယ်အမြင်တာနေနဲ့ကတော့လေးပိုင်းမူရစင်မှာတမိုင်ကန်နဲ့ရေပြင်လေပြင်ဟာမြောက်တာမွန်နောက်မြောက်ကိုတနိုင်ကိုပြည်လည်မှာစင်မိုင်ကနေ25မှတခါတရမှာ20ကနေ25မှရှိပါမယ်လှိုင်းချင်နေဟာလှိုင်းတဲ့တဲ့ရှိပါမယ်လှိုင်းမြဟာ9ဘေကနေ10ဘေကရှိပါမယ်ရောင်ကနေရခိုင်ကင်မရာတက်ရှောင်းပြည်လည်ပြင်ခီးတွင်မလို့သာခံမှန်းကြကတော့ဒီနေ့မွန်တဲကလည်းနောက်24နှစ်အတွင်းမှာအများအပြားတန်ရပါမယ်အမြင်တာနေနဲ့ကတော့9မှရေပြင်လေပြင်ဟာမြောက်တာမွန်နောက်မြောက် တနအိကိုပြင်လဲမှာ10မိုင်ကနေ15မိုင်တစ်ခါ120မိုင်20ရှိပါမယ်။လှိုင်းချင်နေကလှိုင်းနေငယ်ကနေလှိုင်းသေးတဲ့ရှိပါမယ်။လှိုင်းမြဟာ၄ပြေကနေ6ပြေကရှိပါမယ်ရှင်။ဆက်လက်ပြီးတော့ရဲတရဘံမှုလို့သားခံမှန်းချက်ကိုဖော်ပြပေးပါမယ်ဒီတစ်ပတ်အတွင်းစကိုင်းတိုင်းဒေသကြီးတရင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့မြို့ပြည်နယ်မှာနေရာကွက်ကြမှုတချို့ရပါမယ်ပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်ချင်းပြည်နယ်မှာတင်းတင်းတင်းပြေတော့ပြီးတော့ကြာတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအများအပြားတာယာပါမယ်နေဦးချိန်ကြီးကတော့ပုံမှန်တိုက်မြစ်တက်ပါမယ် မတ်လ10ရက်နေ့အတွင်းဝလူသားကမ္ဘာကျုပ်ကိုလည်းဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်ရှိနေကတော့ကပလီပင်လယ်ရဲ့ဘင်္ဂလားပင်လယ်ကိုတာဝန်မှာတင်တင်တဲ့ကနေတင်ထူတက်ပြီးတော့ဂျမ်ဘင်္ဂလားပင်လယ်ကိုမှတက်များအပြင်တာရပါမယ်။ပင်လယ်ပင်အခြေအနေကတော့တင်းနိုင်ကရန်နဲ့မုတ်တပါခွေတွေမှာတော့လေဟာအရှိဘက်ကနေတနအေကိုဆယ်မိုင်ကနေမှ20ခန်းတိုက်ခတ်နိုင်ပြီးတော့လှိုင်းနှင်းငယ်ကနေလှိုင်းတင်နေရှိပါမယ်။ရခိုင်ကမ်းရိုးတန်းနဲ့မြဝချုံမဒေသတွေမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအေကို9မိုင်ကနေဆယ်မိုင်ခန်းတိုက်ခတ်နိုင်ပြီးတော့လှိုင်းနှင်းငယ်ရှိပါမယ်။ ။မိုးရှင်တွေကတော့တရင်လိုက်တိုင်းဒေသကြီးရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မြို့ပြည်နယ်မှာတော့နေရာကွက်ကြားမုတ်တကြုံရွာပါမယ်။ကချင်ပြည်နယ်မှာတရင်သည်တွေဖြစ်ထွန်းလာပြီးတော့ကြံတိုင်းဒေသကြီးတွေပြည်နယ်တွေမှာအများအပြားသားရပါမယ်။ညူချင်တွေကတော့တရင်လိုက်တိုင်းဒေသကြီးကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မြို့ပြည်နယ်မှာမနက်ပိုင်းမှာမြို့လူတွေကြားဆင်ပါမယ်။နေ့ခုချင်တွေကတော့မြန်မာတိုင်းငံလုံးမှာပုံမှန်တက်မြင့်တက်ပါမယ်ရှင်။ ဆက်လက်ပြီးတော့မတ်လ17ရက်တော့မလို့သားခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်ကျင်းတွေကတော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာတိမ်သည်တွေကနေတည်တူတက်ပြီးတော့ကြံဘင်္ဂလားပင်လယ်မှာအများအပြားတိုက်ရပါမယ်။ပင်လယ်ပင်ကျင်းတွေကသတင်းနိုင်ကန်ရနဲ့မိုးတပါခွေမှာ၄ရာရှေးရှေးတောင်ဘက်ကနေတနအိုင်ကိုစင်မိုင်ကနေမှ20ခန့်တိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငွေကနေလှိုင်းတဲ့တဲ့ရှိပါမယ်။ရခိုင်ကမ်းရန်ကာမျိုးဝကျွန်ပေါ်ဒေသတွေမှာ၄ရာနောက်နောက်မြောက်ဘက်ကနေတနအိုင်ကို9မိုင်ကနေစင်မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငွေကနေလှိုင်းတဲ့တဲ့ရှိပါမယ်။မိုးကျင်တွေကသတင်းနိုင်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မြို့ပြည်နယ်မှာ၄ရာခွဲကြားမှုရပါမယ်။ ယ်။ပဲခူးလိုက်ဒေသကြီးကချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတိုင်အသင်းတွေဖြစ်တော်ပြီးတော့ကြားတိုင်းဒေသကြီးမှာအများအပြားတာယာပါမယ်။နေဦးခြင်းတွေကတော့မြန်မာတနင်္ဂနွေမှာပုံမှန်ထက်မြင့်တက်ပါမယ်။မြို့ခြင်းတွေကတော့ပဲခူးတိုင်းဒေသကြီးသတင်းနိုင်တိုင်းဒေသကြီးကရင်ပြည်နယ်ကချင်းပြည်နယ်ရှမ်းပြည်နယ်မော်ဘီနယ်တွေမှာတော့မနေ့ပိုင်းမှာမြို့တွေကြားစင်းပါမယ်ရှင်။ဆက်လက်ပြီးတော့ဖဲခုံကတန်ဃာတပားနဲ့ကပီယာတို့ကိုပြစ်ခတ်တပ်ပြခဲ့ကြောင်းပြားစစ်ချောင်းဝန်ခံတဲ့ချောင်းဖော်ပြပေးပါမယ်။ ရှမ်းပြည်နယ်တောင်ပိုင်းဖေကုံမြို့နယ်ရှမ်းကျောင်းကကျောင်းတိုင်ဆရာတော်နဲ့ကပ္ပိယဖြစ်သူကတော့စစ်ကောင်စီကိုထောက်ခံတဲ့သူတွေဖြစ်တဲ့အတွက်ပြစ်ခတ်ရှင်လင်ခဲ့တဲ့ကြောင့်လည်းကျိုးလွန်ခဲ့တဲ့ရဲဘော်တွေကိုအရေးယူသွားမယ်ဆိုပြီးတော့ပြားစစ်ကြောင်တောင်ကန်ရဲ့ဝန်ခံချက်ကိုဖေကုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ PK Police ကဒီနေ့မှထုတ်ပြန်သိပေးလာပါတယ်။ဖေကုံမြို့နယ်နာဟင်းကြီးဝအုံစုအုံတိုင်းကြီးဝမှာရှိတဲ့ဖေကုံရှမ်းဖုံကြီးကျောင်းကကျောင်းတိုင်တန်ကတော့တပါနဲ့မြူသားတယောက်ကိုပြီးခဲ့တဲ့မတ်လ၄ရက်ညနေပိုင်းကလက်နက်ကင်တူတစုကလက်နက်နဲ့ပြစ်ခတ်တပ်ဖြတ် ်မှုဖြစ်စဉ်ဖြစ်ပေါ်ခဲ့တာပါဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကြောင်းနိုင်စရာတော့ဦးစင်းပိန်ဟာတော်လရေးကိုထိပါဟန်တာနှောင်ရသူစစ်ဟောင်းစီကိုကူညီထောက်ပံ့သူဖြစ်ပြီးတော့ကပ္ပယဖြစ်သူ IP ကလည်းပဲဒလန်ဖြစ်လုံခြုံနေတဲ့အကြောင်းတရင်တိကျခိုင်မာတဲ့အတွက်ဒီလိုရှင်းလင်းလိုက်တာဖြစ်တယ်လို့ပြားစစ်ကြောင်းတာဝန်ခံကလက်မှတ်ရေးလို့ထုတ်ပြန်ထားတာတွေ့ရပါတယ်။ဆရာတော်ကဒီလိုဟုံးမဟုံးဆက်ဆံဖို့သူတွေအားလုံးအသေးပဲပြားစစ်ကြောင်းကလာတက်တာသူက6ယောက်နော် ပြီးတော့တယောက်ကအစားထိုးခေါင်းခံလာရတယ်။စာအရေးသားရဲ့မတရားမှုကိုဝန်ဖုံးသူတွေရဲ့ဒါကတက်တယ်ရောတမန်ရောဖြစ်သွားပြီ။ IAC ကနှစ်ကြောင်းအတိုင်းဒီစာကထွက်လာတာပဲ။ဒီစာထွက်ုံနဲ့ဒီကိစ္စကအဆုံးသက်သွားမှာမဟုတ်ပါဘူးလို့ရှဲလူငယ်တယောက်ကဆိုပါတယ်။ ရှမ်းရက်ဖတ်ဖွယ်စီစေဘွဲကတော့ဘဲကြောင်းပြချက်နဲ့ဖြစ်စဉ်လက်နက်မဲတန်ကားတော်နဲ့ပြည်သူကိုပြစ်ခတ်တပ်ဖြတ်တာကိုကန့်ကွက်ရှုံးကြပြီးဒေသတွင်တာဝန်ရှိတဲ့သူတွေအနေနဲ့ပွင့်လင်းမြေတာမှုရှိစွာအမြန်ဆုံးစစ်ဆေးပေးဖို့နဲ့တရားမျှတမှုရှောင်ကျဉ်ပေးကြဖို့တောင်းဆိုပါတယ်ခရနီပြည်ချားကလာအုပ်ချုပ်ရေးကောင်စီ IC ကတော့တရားမျှတမှုနဲ့အမှုမှန်ပေါ်ပေါက်ရေးအတွက်ပြည်내ပူပေါင်းအုပ်ချုပ်ရေးကောင်စီပါဝင်နေမြေကတော်လှန်ရေးတပ်ပေါင်းစုံနဲ့ပူပေါင်းဆောင်ရွက်သမှာဖြစ်တယ်လို့အသုပြု အတိပေးထုတ်ပြန်ထားပေမဲ့လက်ရှိမှာတော့ကျွလွန်တဲ့သူတွေကိုဘယ်ခွဲကဖမ်းဆီးထားပြီးတော့ဘယ်လိုဆက်လက်ရေးယူဆောင်ရွက်သွားမယ်ဆိုတာကိုတော့ရှင်းရှင်းလင်းလင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူးရှင်။